လောကဝိတုဂုံတော်ဖွင်သောဘဂဝါသူရှိဘုံတော်တခင်ရှင်တော်မြတ်ဖရာသည်ဣတိပိအမိနာသကရဏီနာတတောဂါသသင်္ခါရဟုလောကသုံးပုံလုံးစုံကိုအာယုတ္တိစွာပိုင်ကြကားဖြင့်ကောင်းစွာကုန်စင်တိမြင်တော်မူသောဤအကြောင်းကြောင့်လီ လောကဝိတုလောကဝိတုသောကောင်းတော်ကြီးဖြင့်အချီး၍မကောင်းမြမပုံတရားပြဲလိုင်းကြောကြာထင်ရှားတော်မူပါ၏တကံလောကဝိတုကောင်းတော်သည်လောကအလုံးကိုသိမြင်တော်မူနိုင်ပြီဟုသောအ내ကိုပြသည်လောကကဘာလောကကြီးကိုဝိတုတည်တော်မူနိုင်သည်လောကသုံးပါး တတလောကဩဃာလောကသင်္ခါရလောကဟု လောက၃ပါးရှိ၏တရှိတတဝါအပေါင်းသည်တတလောကမြည်တတဝါတို့ဤဒီနေရာဘုံဌာနသည်၎င်းဘုံမရှိသောနေရာဌာနသည်၎င်းဩဃာလောကမြည်ယုတ်တရားနန္တရားအလုံးသည်သင်္ခါရလောကမြည်တတလောကတည်တော်မူကုန်ဤကဘာလောကကြီး၌ အပေလေးပါးတွင်ခြားတောင်ဖို့တခု၌ခြားတတဝါပေါင်းများစွာပယတွင်တွင်၌ပယတတဝါပေါင်းများစွာငါးဥတဥ၌ငါးတတဝါလေးတွင်များစွာပိဋ္ဌာတတဝါတွင်များစွာငရေတတဝါတွင်များစွာလူနှင့်ပြမတတဝါတွင်များစွာရှိသည်ဟုသိမှုမှာစံကြယ်လာသည် မဟုတ်ပါဘုရားရှင်ကထိုသိမှုမျိုးထက်လွန်၍တတဝါတယောက်ကို ဤသူသည်ဇရိုင်အမျိုးမျိုးတွင်မြည်သည့်ဇရိုင်ကလွန်ကဲနေ၏အနုတယအမျိုးမျိုးတွင်မြည်သည့်အနုတယကထက်တန်နေ၏ပင်ကိုစန္ဒဉဏ်ဖြစ်၏သို့မဟုတ်ထက်တန်၏တတ္တာသသော အင်္ဂရေ၅ပါးတွင်မြည်သည့်အင်္ဂရေကချက်မြဲ့၍မြည်သည့်အင်္ဂရေကဉဏ်သည်၏စသည်ဖြင့်သိတော်မူပါသည်ထို့သောသိတော်မူရ၌အတွေ့အစအားဖြင့်မှန်းဆ၍သိတော်မူခြင်းမဟုတ် ဆရာဝန်သည်ဗราတိုင်းဖြင့်လူနာ၏အပူဒီဂရီကို ချိန်ကြည့်သောအခါတက်သော အပူဒီဂရီကိုသိနိုင်တဲ့ကဲ့သို့ထိုတရဝါတို့၏အတွင်တအခြေနေအလုံးကိုကွဲကွဲပြားပြားနှင့်ထင်ရှားစွာသိမြင်နိုင်တော်မူပါသည်ဇေယိုက်အနုတယအင်ဂျီတို့၏အကြောင်းများမှာအဘိဓမ္မာနှင့်သစ္စာသောကြောင့်မိမိတို့လိလာနေကြအဘိဓမ္မာကျမ်းစာများ၌ ရှားပွေကြည့်ရှု၍၎င်းမေးမြ၍၎င်းသိပါလေ။ဩဃာတလောကအတိတော်မူပုံတတဝါတို့၏နေရာကဘာလောကကြီးတည်နေပုံကို ပြရ၌ကြံကံဆိုသည် ယခုခေတ်လောကဓာတ်ဆရာတို့၏အယူအဆနှင့်မတူမြဘဲရှိနေ၏။ကဘာတည်နေဟံကိုပါဠိကျမ်းဂန်များ၌ဆိုပုံကဤကဘာမြေကြီးသည် အထုအထုအပြင်ယူဇနာပေါင်း၃၄၀၀ရှိ၏ အထက်တဝက်သည်ပဂတိမြေသားဖြစ်၍အောက်တဝက်မှာကြောက်မြေသားဖြစ်တည်းဤမြေကြီးအောက်၌ယူဇနာ၄သိန်း၈၀၀ထူသော ရေပြင်ကြီးတည်ရှိ၏ရေပြင်ဟုဆိုတော်လဲအကြီးဟုတ်ဟန်မတူ အလွန်အေး၍ခဲနေသော ရေခဲတုံးကြီးဖြစ်ဟန်ရှိ၏မြေအထုထက်နှစားလောက်ထူသောရေခဲတုံးကြီးသည် မြေအပင်ကိုပင့်မြောက်ခံယူထားနိုင်သည်မှာအံ့ဩစရာမရှိတော့ပြီ။ ထိုရေပြင်းကြီးကိုကယူစနာ9သိန်း6000ထူသောလေပြင်းကြီးကအောက်မကြအောင်ပြင့်မြောက်တိုက်ခတ်လျက်ရှိ၏ဤလေပြင်းကြီးအောက်၌လည်းမစုံနိုင်အောင်ဟင်းလင်းဟာလာအာဂါဒကောင်းကင်ရှိလေသည်ဤကကဘာမြေကြီးအောက်ပိုင်းမြေပုံသည်စစ်ကြဝလာတစ်ခုတတ်မှတ်အပ်သောဤကဘာမြေကြီးအဝွန်ယူစနာမှာ3,600သိန်း1,350ရှိ၏ ကဘာမီဝန်းကိုကြောက်တောင်ကြီးများကတတိုင်းခက်သလိုရံပက်၍နေ၏ထိုကြောက်တောင်ကြီးများဆက်ဆက်၍ရံပက်နေသည်ကိုပင်စစ်ကြဝလာမဟာယံတတိုင်းဟုခေါ်စမတ်ပြုကြ၏ဤကဘာမီဝန်း၌ဤကဘာမီဝန်း၏အတွင်း၌ကသမုဒ္ဒရာရေပြင်ကြီးရှိ၏ထိုရေပြင်ဤအနက်ဆုံးနေရာသည်ယူဒနာ၈၄၀၀နှင့်ဤအလဲဘဟုတရ၌က ရေဤအထက်၌ယူဇနာ၈၄တောင်ရေဤအတွင်း၌ယူဇနာ၈၄တောင်ရှိ၍ယူဇနာပေါင်း၁သိန်း၆၈၀၀မြင်သောမြင်းမိုတောင်သည်ရှိ၏ထိုမြင်းမိုတောင်ဤပတ်ဝန်းကျင်၌တိဒါခေါ်သောမြစ်တစ်ခုချား၍မြင်းမိုတောင်ဤအောက်တဝက်လောက်နေသောယူကန်တူတောင်သည်ရှိ၏ဤနည်းအတိုင်းတိဒါမြစ်တစ်ခုချားကချားကတောင်စီခုနှစ်ထက်မြင်းမိုတောင်ကိုရံပက်၍တည်လေသည် ထိုမြင်းမတောင်နှင့်တောင်စေခဏတတ်တို့၏လေးမျက်နှာအယက်ရှိ ရေလေကောင်၌ကျွန်းကြီးကျွန်းငယ်အသွဲသွဲပေါ်ထွန်းလျက်ရှိ ထိုကျွန်းမြေများသည်ပင် လူစားသောသရဝါတို့၏တိနေယမြို့ရွာတောတောင်များဖြစ်ကြလေသည် အရှိဘ၌ပေါ်ထွန်းသော ကျွန်းမြေကို အရှိကျွန်းတောင်ဘက်အနောက်ဘက်မြောက်ဘက်တို့၌ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်းအနောက်ကျွန်းမြောက်ကျွန်းဟုခေါ်သည် တို့မြစ်မောတောင်ဤချက်ဝဲလောက်၌ယူကန်တို့တောင်ထိန်နှင့်ညီမြသောရဲ့ဝဲစတုမာတဲ့နတ်ပြည်တည်ရှိ၏မြစ်မောတောင်ထိန်လောက်၌ဒါဝရိသာနတ်ပြည်တည်ရှိ၏ဤနတ်ပြည်နှစ်ထပ်သာလျင်မြေနှင့်ဆက်ဆက်လျက်ရှိသည်ယာမာတုတိတံနေမာနရတိပရနေမိတဝတဝတိနတ်ပြည်နှင့်အထက်မြမဘုံတို့ကမြေနှင့်မဆက်ဆက်ပဲကောင်းဝေအယံမှာပင်တည်ရှိကြ၏ ဤကကဘာဤအထပိုင်းမြေပုံဒီလောကဒဆရာတို့ဤကဘာမြေပုံကိုလောကဒကျမ်းစာများ၌ရှိပါဤဘုံအမျိုးမျိုးတို့တည်နေဟန်နေတကား내ပြမာတို့ခံစားဘုံကိုရိုက်နေပြီးတင်းညိုပါတာဒီကနေ့ဒုတိယအကျင့်ရိုက်ကိုချင်းအဘိဓမ္မာတို့၌ထဲသွင်းပြထားပြီးဤပြခဲ့သောကဘာကဲ့သို့အချာသောစကြဝဠာကဘာကြီးများလင်မရေတွက်နိုင်အောင်များမြောင်စွာရှိသေး၏ ဖျားရှိသည်ထိုပြခဲ့သောစစ်ကြဝဠာကဘာလောကရကြီးများကိုလည်းအကုန်စင်သိမြင်တော်မူနိုင်သည်သင်္ခါရလောကကိုသိမြင်တော်မူပုံယုံနယ်တရားတွေပေါင်းဆက်နေသည်ကိုပုဂ္ဂိုလ်တရားသူငါယောက်ျားမိမအထီးအမစသည်ဖြင့်ခေါ်ဝေါ်ကြရသည်ထိုယုံနယ်ကိုဖယ်ထားလျင်သို့မဟုတ်ယုံနယ်အလုံးအစုံသက်ချုပ်သွားလျင် ပုဂ္ဂိုလ်တတဝါသူငါဟု၍မရှိတော့ပြီခန္ဓာကိုယ်၌မြေတဲ့ရေတဲ့လေတဲ့မိတဲ့ဟုအမာခတကြီးလေးပါရှိ၏ထိုအမာခတကြီးလေးပါကို မုံမခြေလေသောအမုံးတည်ယုံများလည်းရှိ၏ထိုရုပ်အစိအစိတ်ကလေးတွေပေါင်းဆက်၍နေသောအစုအခဲကိုယုတ်ကလတ်ဟု ခေါ်၏ယုတ်ကလတ်မုတ်တစ်ခုတစ်ခုသည် ပကတိမျက်စိတို့ဖြင့်မမြင်ရလောက်အောင်တိမ်မွေ့သိငယ်၏ လောကဓာဆရာတို့သည်သူတို့ဤမှန်ပြောင်းအားဖြင့်အသေးအမွှားဆုံးရုံမုံကလံများကို မြင်နိုင်ဟုဆိုတော်လဲကလတ်တစ်ခုတည်းကိုမြင်ရသည်မဟုတ်ကလတ်မုံကလတ်တွေတော်များများပေါင်းဆက်နေသည်ကိုသာမြင်သည် ကလတ်တစ်ခုတစ်ခု၌ပထဝီအာဘောတိဇောဝါယောဝုဏကန္ဓရတ္တဩဇာဤယုတ်ရှိခုပေါင်းစုနေကြသည်ဘုကလောကဓာပညာအရာမဟုတ်တော့ပြီ ဖျားရှင်အားဖျားရှင်ကထိုကဲ့သို့အသေးအမွှားယုတ်ကလေးများအပြင်ထိုယုတ်ကလေးများဖြစ်ပေါ်လာဖို့အကြောင်းနဲ့တကားလက္ခဏာကိစ္စတို့ဘောပါအကုန်စင်သိမြင်တော်မူနိုင်ပေသည်ထို့ပြင်ထိုယုတ်ကလက်ကလေးတွေစုပေါင်းတွေ့ခဲနေသည်ဖြင့်တတဝဟုခေါ်သောဤခန္ဓာကိုယ်တွင်၌စိတ်စေတသိက်ဟူသောနန္ဒရာရှိသည်ဤထိုနန္ဒရာ၏အစွမ်းကြောင့်အစင်းအသံအနံ့အယတာအတွေ့နှင့် တိဘွယ်ဟူသည်များကိုသိမြင်ချာရပေသည် ထိုနန္တရားတို့၏အကြောင်းကိုကလောကဓာတ်ပညာရှိတို့ထိမိအောင်သိဖို့ကမဆိုထားပြီဖတ်တဝေဒနာတင်ညာစသောနာမည်ကိုပြီးမသိမြင်နိုင်ကြတော့ချင်ရှင်တော်ဘုရားကထိုနန္တရားတို့ဖြစ်ခြင်း၏အကြောင်းနဲ့တကားလက္ခဏာကိစ္စတို့ကိုပါအကုန်စင်သိမြင်တော်မူနိုင်ပေသည်ဤသို့ရှင်တော်ဘုရားသည်တတ္တလောကဩဃာတလောက သင်္ခါရလောကတို့ကိုအကုန်စီသိမြင်တော်မူရာကအလွန်အလွန်သိနိုင်ပါပြီဟုချီးကျူးရသောမြမမင်းတို့ကပင်ဘုရားရှင်ကို လောကဝိတုလောကအလုံးကိုသိမြင်တော်မူသောဘုရားဟုဥဋ္ထိပ်ဘောတွင်မြောက်တည်ကိုယ်ွယ်ကြပေသည်ဘုရားရှင်၏လောကသုံးပါးသိတော်မူရာ၌ တတ္တလောကကိုသိတော်မူခြင်းမှတရဝါကို ခြေချွတ်ဖို့အရေးဝယ်အလွန်အရာရောက်သောအချက်ပေသည်ဟောပြောခြေချွတ်တော်မူရ၌ထိုတရဝါတို့၏ပင်ကိုဆင်ရိုက်အနုတရားနှင့် အင်္ဂရိအနုယင်းကိုနှိုင်းချင်ပြီးမှတင့်တော်သောတရား၏အမြိုက်စည်းကိုတိုက်ကျွေး၍ခြေချွတ်တော်မူပေသည် ဥပမာစေခုကျွမ်းကျင်သောသမားတော်သည် သူနာ၏ယောဂါကို အခြေမြင့်တဲ့ကွာအတိပြီးမှသင့်တော်သောဈေးကိုတိုက်ချွေးတဲ့ကဲ့သို့ဒီထို့ကြောင့်ယခုသာနာတော်တွင်၌တရားသူမရကြသည်လည်းနောင်ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါလွယ်ကူစွာချေချွတ်ထိုက်သူဖြစ်အောင် ယခုနေကစိုးဝါတော်လူတရားကိလေသာဓာတ်တွေကိုပါလက်သည့်ထက်ပါလက်စီပြီးလည်းတတပညာစသောအင်ဂျင်နီယာရှင်းတန်ထမြင့်ဖို့ရန်ကြိုးစားကြပါကုန်။ ဣနိယဝေစဖေယိယတ္တ၍ဖျားရှင်ဤတပ်ပေသောရုပ်ပုံတို့ဤအတွင်၌တန်ရှင်သောစိတ်တော်မှရှင်နေသောတပ်ပိညုတဉာဏ်တော်ဖြင့်လောကအလုံးကိုသိတော်မူပုံမိမိကိုယ်တိုင်ဖျားရှင်ကိုဖူးရလျင်မိမိစိတ်ကိုကြည်၍မိမိနှင့်တင့်တော်သောတရားကို ဟောတော်မူမိပုံ ထိုတရားတော်၌တရားသူရမိပုံမူပါမစားရဝါကမံအာယုန်ပြုလိုက်စမ်းပါ လောက၌နေမင်းသာပေါ်ထွက်မလာလျင် ခလုတ်ကံသည်ကုန်းချင်းရဲ့တို့ကို ခွဲခြား၍မသိနိုင်ပေ။သွားတိုင်းသွားတိုင်းတိုက်မိခိုက်မိကျင်းနေကြဝယ်ရှိတဲ့ကဲ့သို့ထိုအတူဖျားရှင်နေမင်းသာပေါ်ထွက်၍မလာလျင်ကုသိုလ်အကုသိုလ်ကိုခွဲခြား၍မသိပေ။အကုသိုလ်တွေကိုသာ ပြုမိကတတဝအများပင် အပေလာဖို့ရှိတော်သည်။